British အားလုံးပဲမင်္ဂလာပါရှင်။ Mandarin Kitty Channel နဲ့ပြန်လည်တွေ့ဆုံရပါရှင်။ Tomorrow Channel ကနေနေ့စဉ်ပြတွင်ပြပသတင်းများ၊ကြော်ငြာရေးသတင်းများနဲ့နောက်ဆုံးသတင်းများကိုအချိန်နဲ့တပင်းညစာတိတိဆက်ပြီးတော့မှဖြစ်ပါရှင်။ Chicago မှာဆောင်းစာတိတိဆက်ပြီးမဲ့သတင်းကြောင်းတွေကတော့ Lawshu နဲ့ Yamaka Thana ချုပ်တွေလှည့်နေချအညာခံခဲ့တဲ့စက်ကောင်စစ်တပွဲများနဲ့တေဆုံပျောက်ဆုံးအရာရှိစစ်တီများရဲ့အကြံရည်သူမိသားစုနိုင်မိသားစုများအလုံးကို စကောက်စီယာခန်းစားခွင့်နဲ့လက်စာထုတ်ပေးမှုများရပ်ဆိုင်ထားရဆိုတဲ့တဲ့ဥစွာတက်ဆက်ပေးမှာဖြစ်ပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းဟာရှုံမျိုးရှိအရှင်းမြောက်တိုင်းစစ်ဌာနရှုပ်ကိုအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကို MND ရဲ့တိုင်းပိုင်စင်နဲ့နဲ့ချအငန်းခံခဲ့တဲ့စကောက်စစ်တပွဲများအလောင်းမရရှိပဲနဲ့အသေးဆုံးနဲ့ပျောက်ဆုံးစီရင်ဝင်ထားတဲ့အရာရှိစစ်တီများရဲ့ကြံရည်သူစနီများနဲ့မိသားစုများအလို့ကိုစကောက်စီယာခန်းစားခွင့်နဲ့လက်စာထုတ်ပေးမှုများရပ်ဆိုင်ထားကြောင်းသိရှိရပါတယ် ကိုကန် MNDA က2024ခုနှစ်အောက်တိုဘာလရှုံးမြို့နယ်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ခဲ့ကြောင်း ရှင်အောင်လာရှုံမျိုးနဲ့အရမခါကို MND ရဲ့အသိပိုက်ပြရန်တော့လွတ်မြောက်ခဲ့တဲ့ကျန်ရစ်သူမိသားစုများနဲ့ဇနီးများကမားရယ်နဲ့တန်ရန်တွေအခြေစိုက်ထားတဲ့တပ်သားများတပ်ရဲရှင်များထပ်တို့ဆက်တွဲတဲ့ပေးပို့ခဲ့ကြောင်းလာရှုံနဲ့အရမခါချရှုံပြီးနလားဂျာမ2020ခုနှစ်အောက်တိုဘာလမှစတင်ပြီးတည်ဆုံပျောက်ဆုံး၍အနောက်နယ်ချအညံ့ခံကြတဲ့ကျန်ရစ်သူမိသားစုများနဲ့မိသားစုများကိုခန်းစားခွင့်လက်စားတဝက်ကိုစက်ကောင်စီကထုတ်ပေးခဲ့ကြောင်းသိရှိရပါတယ်။ ကိုအမျိုးသားရဲ့လောက်စာကိုကျန်ရဲ့ဒုစရိုင်းနဲ့မိသားစုတွေကိုမနေ့ကအောက်တိုဘာလမှာပြန်စထုတ်ပေးတယ်အပြည့်တော့မရပါဘူးမိုးလာလာစာရဲ့တဝက်ကိုပေးရဲတချို့တက်တွေကတော့လူကြီးကောင်းရင်အပြည့်ရတယ်အဲ့တော့အခုတော့မရတော့ဘူးရက်သွားပြီဘာလို့လဲတော့မေးရတယ်မရဘူးတချို့ကလောက်စာထုတ်မရတာ၄လလောက်ရှိနေပြီတချို့ကမတ်လနဲ့အေဗီလာကစားပြီးထုတ်ခွင့်မပေးတော့ဘူးတရင်ဖက်ကနေလည်းလူကြီးတွေကရက်ခိုင်းထားလို့ပဲပြောပါတယ်အရာရှိတွေရောစစ်တီတွေရောအကုန်ဘာမှထုတ်ခွင့်မပေးတော့တာဟုတ်လာရှုံမျိုးတွေပျောက်ဆုံးနေတဲ့စက်ကောင်စက်တခွင်တက်ချက်ချစ်တူရဲ့ဇနီးရဲ့အရှင်းပြ ြချဖြစ်ပါရယ်ချုပ်ပြင်းလာရှူရီတည်ဆုပ်ခဲ့တဲ့စကောင်းစတဝင်းများရဲ့ဂျန်ရီတူမီတာဆိုရင်းများမှာလည်းအသက်အမခန့်ချစ်အပေါင်းဝင်မိသည့်အခွင့်အရေးမှာစကောင်းစစ်ထမမရရှိကြောင်းတည်ဆုပ်သွားခဲ့တဲ့စစ်တီနဲ့အရာရှိများဟာအလောင်းမပြတ်နိုင်သူများကို6လဆောက်ခံပြီး6လကျော်မှဂျန်ရီတူမီတာဆုထံခန်းစားခွင့်ရရှိရေးဆောင်ရွက်ပေးမိဟုဆိုတော့လည်းပဲစကောင်းစစ်ကဂတိမတိဟုဂျန်ရီတူတမီတာဆိုရင်းများကပြောဆိုထားဖြစ်ပါရယ် တေဆုပ်ဆွေနဲ့ပျောက်ဆုပ်စင်းထက်ထက်ပြီး6လဆောင်းရမယ်ပြောရင်တကယ်တမ်း6လကျော်မှဘာတိမှမကြရင်အသက်အာမခံနဲ့တခြားခံစား권ရရှိရေလုတ်ပေးမယ်လို့ပြောခဲ့တာအခုက6လကျော်တဲ့အပြင်7လထဲတော်ဝင်လာပြီးဘာမှလည်းလုတ်မပေးဘူးဘာမှလည်းအကြောင်းမကြားဘူးတွားမိရင်လည်းလုတ်နေပါတယ်ပြောတာပဲဟုလာရှုအခြေဆိုင်ထောက်ပို့တဲ့626မှာ62ရက်မီကင်တူရရှင်းပြထားပြပါရယ် လောင်ရှုအရှင်မြောက်တိုင်းစစ်သားချုပ်တင်ပိုက်ခရယာစဉ်တိုက်ပွဲတွေခုခံတိုက်ခိုက်ရင်ပျောက်ဆုံးသေဆုံးဖက်စစ်ခံရတဲ့စစ်တပ်အများရှိစစ်တီများရဲ့ကျန်းရေးသူမိသားစုများနဲ့ဇနီးများမှာနေဆရာလိုင်းခံလည်းမရှိပဲပြင်ပတွေအလွန်ဆင်းရဲဒုက္ခကြီးစွာပြင်းနေထိုင်ရကြောင်းထို့ကြောင့်စစ်ကောင်းစီကောင်းဆောင်မင်းလိုင်းထံတို့အတလားကန်စားများအကြင်ကြင်တင်ပြကြတော့လည်းပဲတစုံတရာထူးခြားလာရှိမရှိကြောင်းကျန်းရေးသူမိသားစုဝန်ဆွထားပြပါရယ်ရခိုကတရုတ်နိုင်ငံရဲ့အချောင်းဝင်ဆက်ဖွဲ့မှုဖြင့်စက်ကောင်စီကလာရှုမျိုးပေါ်စနစ်ရက်ွက်ကို MNDE ထံမှပြန်လည်ရယူထားပြီးဖြစ်ကြောင်းဒ သိရှိရပါတယ်ဆက်လက်ပြီးတော့မေလိုင်းရုရှားရောက်ရှိနေတဲ့ချင်းယူကရိန်းကမော်စကိုမြို့ကိုတာဝန်ပစ်ဒရိုဝင်နဲ့ဆက်လက်တိုက်ခိုက်နေတယ်ဆိုတဲ့တင်ပြဆက်ပေးမှဖြစ်ပါတော့ရှိ။အကြမ်းဖက်စကောက်ဆောင်မေလိုင်းရုရှားနိုင်ငံတို့ရောက်ရှိနေတဲ့ချင်းမှာမေလ9ရက်နေ့မနက်ပိုင်းနဲ့ညပိုင်းတို့မှာယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပစ်ဒရိုဝင်နဲ့ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ရုရှားနိုင်ငံလေကြောင်းခီစင်နဲ့ရာလီစကြောဖြတ်သိမ်းရှေ့ဆောင်ရရတယ်လို့ AP သတင်းဌာနဖော်ပြထားပြပါရင်း အကြံပေးစကောင်ဆောင်မင်းအောင်လာရုရှားစံတော်ချိန်မေလ9ရက်နေ့9ရက်ညနေ၄နာရီမှာရုရှားနိုင်ငံမော်စကိုမြို့သို့ရောက်ရှိခဲ့တဲ့အချိန်မှာယူကရိန်းကဒရုန်းနဲ့တပ်တရနှင့်အဖြစ်တိုက်ခိုက်ခဲ့ဖြစ်ပါရင်ရုရှားကမြန်ပြည်နယ်အောင်ပွဲနဲ့စီရင်ပြအခမ်းအနားအတွေ့ပြင်ဆင်နေတဲ့အချိန်မှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းစစ်ပွဲမှာအခြေအနေကောင်းမွန်နေပြီလို့ရုရှားသမ္မတပူတင်ရဲ့တရင်ပေးမှုကိုလက်ခံထားရင်းရုရှားနိုင်ငံသားတွေကိုတုံ့လုံစေခဲ့ကြအောင်ရုရှားတို့လမ်းရမယ့်နိုင်ငံကကောင်းဆောင်မြတ်အကြံရုရှားနိုင်ငံအတွေ့အရှိန်အစီအကြောင်းဖော်ပြထားလည်းဖြစ်ပါရင် ရုရှားနိုင်ငံကမော်စကိုမှာကျင်းပမယ့်ရင်ပြင်းနေ82ပြည်အောက်ပွဲခန္ဓာတွင်တိုက်ဆင်စွာပဲတဖက်သက်ခွာနစနာရဲ့အကြအပြစ်ကရစဲဆစ်စင်ထားပြီးယူကရိန်းသမ္မတဇလန်စကီကရောမေလ9ရက်နေ့မှာရုရှားရင်ပြင်းနေ82ပြည်ချီတပွဲသို့တက်ရောက်ကြမဲ့သူရဲ့လူချွေးကိုတာဝန်မယူနိုင်ကြောင်းပြောဆိုထားကြောင်းလည်းတရင်ရရှိထားမယ်ဖြစ်ပါရယ် ဆက်လက်ပြီးတော့စကောင်စီကဂံကောမြို့နယ်တပိတ်ချင်းမြို့နယ်တို့ကိုလေးရပြပုံချက်တက်ခံမှုပြီးသူ၁၀ဦးထံမှလည်းတည်ဆုံခဲ့တဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မကွေးတိုင်းကကောမြို့နယ်မြောက်ပိုင်းနေရာတချို့ကိုအကြမ်းဖက်စကောင်စီတပ်ကလေးချောင်းပြပုံချက်တက်ခဲ့ကြကြောင်းရော်လင်းလမ်းမှာကိုဘကောင်ကရန်ကုန်ခဲ့တဲ့တဲ့ထားတာဆိုပြောကြားချဖြစ်ပါရယ်။ရမန်နေ့မေလ9ရက်နေ့ည8:30မိနစ်ဝန်းကျင်ကဂံကောမြို့နယ်မြောက်ပိုင်းရှိနေရာ3နေရာကိုအကြမ်းဖက်စကောင်စီရဲ့တရောင်းလေတပ်ကနေတက်လာတဲ့ Jet Fighter လေးရင်းနှစ်စီးဖြင့်ပုံချက်တက်ခဲ့ကြကြောင်းတို့တို့ပုံ ချက်တိုက်ခိုက်မှုအတွင်းထိခိုက်ပျက်စီးမှုနဲ့ပတ်သက်၍စုံစမ်းနေဆက်ဖြစ်ကြောင်းသိရှိရပါသည်အကြံပေးဆက်ကောင်စီဒီကံကောင်မြင့်တဲ့အတွင်းဖိုရမ်များဖြတ်တောက်ကပုံချက်တိုက်ခိုက်ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းရှိတဲ့ရောဒေတာအတွင်းနေစင်ညီပါပုံချက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်ထို့ကြောင့်ပြည်သူများအနေဖြင့်နေကြောင်းရကာကွယ်ရေးဆိုင်ရာနေလမ်းများကိုလိုင်းနာပေးချရန်နဲ့အိမ်တိုင်းအိမ်တိုင်းပို့ကူခြင်းများတူထားကြပါရန်တော်လိုင်းအဖွဲ့အစည်းများကတိုက်တွန်းထားကြောင်းသိရှိရပါသည်အလောင်းတူမန်ဒရေတာတပင်းချင်းမြို့နယ်ရေထွေရွာကြေးရောက်ကိုရမန်နီမေလ9ရက်နေ့မွန်တက်စနနာရီ9 5မိနစ်အချိန်စစ်တပ်တပ်နေရကပုံကျဲမှုနှစ်ကြိမ်လုတ်ခံလုတ်ဆောင်ခဲ့ကြအောင်အစိုးရလေးချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၁၀ဦးထိခိုက်ဒဏ်ရာရှိတာကြောင့်ပြည်ဝင်ခရိုင်ပြည်သူ့ကောင်ရဲ့ဖွဲ့ကတရင်ဖြုတ်ထုတ်ပြန်ထားတဲ့ပြပောင်းရယ် ဆက်လက်ပြီးတော့တော်ဆန်စွကျင်မှာပါဝင်တဲ့မြန်မာနိုင်ငံရေးဟာပြည်လဲလေးလမ်းစမရှိနိုင်ဟု NLD ကပြောဆိုထားတဲ့ဆိုတဲ့ကိစ္စကိုတက်ဆက်ပေးမှာဖြစ်ပါရှင်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာများဖြစ်ရှင်ရတဲ့အမျိုးသားဒီမိုကရေစီဖြစ်ချုံ NLD ဥက္ကဋ္ဌတော်ဆန်စွကျင်မှာပါဝင်ပဲပြည်လဲရေးလမ်းစမရရှိနိုင်ကိုယုံကြည်ကြ NLD ပါတီကထုတ်ပြန်ကြေညာချက်ထုတ်ပြန်ထားဖြစ်ပါရယ်2021ခုနှစ် အနာသိပြည်နောက်ပိုင်း NLD ရဲ့ထုတ်ပြန်ကြေညာချက်များတွင်ရခွေကတူမြန်မာနိုင်ငံရဲ့ပြဿနာဖြေရှင်းရာတွင်ဒေါ်ဆန်းစုကြည်မပါဝင်ပဲပြည်လဲနိုင်မှာမဟုတ်ကြောင်းနဲ့ဒေါ်ဆန်းစုကြည်နဲ့တူပါဖန်ဆီးထားတဲ့နိုင်ငံရဲ့အကြံအစည်များအလုပ်ပြန်လုပ်ပေးရန်တောင်းဆိုလို့ရှိချောင်းတရှိရပါတယ်။ ဒေါ်ဆန်စုကြည်ကိုမြန်မာနိုင်ငံရေကောင်းဆောင်အပြင်နိုင်ငံကမှလက်ရှိအချိန်အထိအတိမပြုလက်ခံထားကြဆဲဖြစ်ကြောင်းနဲ့၎င်းရဲ့အရှေ့ဝမ်းနဲ့ဆက်ဆံရေးဟာဘူချုံအောင်ဆန်ဦးတက်တခင်ကိုရောမိုင်းတုတ်ကက်တို့ကဘာတိမြန်မာကောင်းဆောင်များရဲ့အခမ်းအနားတွေပုံမကြောင်မြန်မာနိုင်ငံရေးလိလာတုံးတက်သူဦးတန်းစုနိုင်ကပြောဆိုထားဖြစ်ပါရယ်မြန်မာနိုင်ငံရေးတိုင်းဒေါ်ဆန်စုကြည်ရဲ့ကြီးမားချက်ပြတဲ့တမိုင်အခက်ကန္တာကို၎င်းအနေဖြင့်ရှောင်းတွဲရင်မရအတိမပြကြောင်းနဲ့ဥတန်းဆွနိုင်ပြောဆိုချဖြစ်ပါရင်း ဒီကနေ့ဒီအချက်တိဒေါ်ဆန်းစုချင်ဟာပမာအမျိုးသားတို့ရဲ့အမျိုးသားရေးကောင်းဆောင်အဖြစ်သူ့အဖေထက်ပုံမကြီးကျယ်တဲ့အနေအထားနဲ့ရက်တည်နေနိုင်တဲ့ပုံကိုဖြစ်ပါရည်ဟုအတန်းဆွန်နိုင်ကပြောဆိုထားတယ်ဖြစ်ပါရည်တိုးတော့မြန်မာနိုင်ငံကိုခေတ်အဆက်ဆက်မာရွနေတဲ့ policy များဖြင့်အုပ်ချုပ်နေတဲ့စစ်တပ်ကိုပြစ်ပြစ်ပြောင်းလဲ၍မြန်မာပြည်ကောင်းမွန်အောင်လုပ်နိုင်မည်ဟုသောဒေါ်ဆန်းစုကြည်ရဲ့ယူဆချက်နဲ့ထို့အတိုင်းအကောင့်ချက်ဖော်မှုဟာမာရွနဲ့လှုပ်ရှားချက်ဖြစ်ကြောင်းဦးတန်းစွန်နိုင်ပြောဆိုထားဖြစ်ပါရည် ကျော်ဆန်းစုကြည်ရဲ့စစ်တပ်ကိုနားချလို့အရမလားဆိုပြီး ဖော်ဆောင်ခဲ့တဲ့အမျိုးသားပြန်လဲတင်မြေလုပ်ငန်းစဉ်ဟာတော့မားတယ်နောက်တစ်ခုကတော့စစ်တပ်ကိုလက်နဲ့နဲ့ကိုင်းပြီးတိုက်တဲ့အပြည်တခုခံရေးတိုက်ပွဲတွေမပေါ်ဘဲမြန်မာပြည်မှာပြောင်းလဲမှုတွေမပေါ်ပေါက်နိုင်ဘူးဆိုတာကိုနားလဲသဘောပေါက်ဖို့လိုပါတယ်လို့အတန်းဆိုနိုင်ကဆိုထားမယ်ဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့အသက်80နှစ်အရွယ်ရှိနေပြီဖြစ်တဲ့နိုင်ငံရဲ့တပ်ပင်ကပုဂ္ဂိုလ်တော်ဆဆူချီကိုအာနာသိစစ်တကဖမ်းဆီးထိတ်သိမ်းထားခဲ့တယ်မှာ၄နှစ်နေပါတဲ့ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါရဲ့ လက်ရှိထောဆဆုချီဟာအမှုပေါင်း19မှုဖြင့်1029နှစ်အထိအချင်းချမှာခံထားနေရဆဲပဲဖြစ်ပါရယ်။အကြောင်းရတက်ဆက်ပြမို့ကျွန်မပဲကြာနာကိုပြပါရှင်။နောက်ထပ်ပြရင်ပြပါတဲ့ညာကျွန်တော်ရဲ့တရင်ညာနဲ့နောက်ဆုံးရတရင်ညာနဲ့အတူပြန်လာပါမယ်။ပြည့်ချက်များလုံးမယ်။ရှင်းလင်းချင်းကြပါစေရှင်။